โอเคညအားလုံးပဲမင်္ဂလာပါဒီနေ့တန်တူသမားလူဟောင်းနေကျွန်တော်တို့ရှေ့တူရမလားနောက်ဆုံးရမလားဖြစ်နေတဲ့ဒီဘက်ကိုကျွန်တော်ဒီနေ့ရှင်းတဲ့ရှင်းအောင်ကျွန်တော်ရှင်းပြပြီးသွားမယ်ပြီးရင်တခါလက်ရှိအချိန်เนี่ยဘလူးစီဇန်နာဘလူးစီဇန်ထားပြီလဲပေါ့เนาะကျွန်တော်အလုပ်သမားဝင်ဌာနနဲ့ဘလူးစီဇန်ထားလဲပြီးရင်တခါကျွန်တော်အလုပ်ရွှေ့ပြောင်းတာတွေနဲ့ပတ်သက်ပြီးတော့အလုပ်ပြောင်းတဲ့ပြဿနာတွေကိုဘလူးဖြေရှင်းရမလဲဆိုတာရယ်ဆိုတာပေါ့เนาะဒီအချက်လေးနှစ်ချက်ကိုကျွန်တော်အဲရှင်းလင်းအောင်သဘောပေါက်အောင်ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုအစအနေဆုံးကြည့်ပေးပါ ကျေးဇူးပြုပြီးတော့ပေါ့နော်ကျွန်တော်အဲ့တော့မသိသေးတဲ့လူတွေလည်းပြန်လည်မျှဝေပေးကြရမယ်တရားနဲ့တရားကူညီပေးကြပါလို့ပြောလိုပါတယ်နံပါတ်1တစ်ချက်ဒါကမနေ့တော့ပါပေါ့နော်28ရက်နေ့အဲ9လပိုင်း2020နဲ့9ပေါ့ဗျာနော်ကျွန်တော်တို့အဲကျွန်တော်အလုပ်သမားဝန်ကြီးဌာနပြီးတော့ပို့လေးတခုလေးတင်လာတယ်ပြီးတော့လည်းကျွန်တော်လည်းသိကြွားတဲ့လူကြီးတွေကနေပြီးတော့လည်းပဲဆက်သွယ်လာပြီးတော့ကျွန်တော်ကိုရှင်းပြပေးတာပေါ့နော်ဒါလေးတွေကဘာတွေလုပ်ရမလဲနောက်ရှေ့ဆက်ပြီးတော့ဘာတွေဖြစ်လာမလဲဆိုတာကိုရှင်းပြသွားတယ်အဲ့တော့အဓိကကတော့ဗျာကျွန်တော်တို့ဒီဟို6လပိုင်းအထိကိုအဲနေလေးတင်လာပြီးသား အလုတ်သမားတွေကိုပေါ့နော်ရှင်းလာပိုင်းတွေကိုသူတို့ဖြေလျှော့ထားပြီးသားဖြစ်တဲ့ဟာကိုအခုတပံထပ်မှန်ပြီးတော့ပေါ့နော်နောက်ထပ်6လထပ်မှန်ပြီးတော့အဲကျွန်တော်တို့ထပ်ပြီးတော့ဖြေလျှော့ပေးဖို့အတွက်ကိုအဲကျွန်တော်တို့ဒီစီစဉ်နေတယ်ဆိုတာကိုအပို့လေးတွေကိုတင်ထားပြီးသားဖြစ်ပါတယ်နော်အပို့လေးကိုတင်ထားပြီးသားဖြစ်ပါတယ်ဒါကအလုတ်သမားဝင်ဌာနရဲ့ပို့မှတင်ထားတာဖြစ်တယ်အဲ့တော့6လကိုထပ်မှန်တိုးမြှင့်ဖို့အတွက်ကိုစီစဉ်ထားတယ်ပြီးရင်တခါကကျွန်တော်တို့ဘာတွေလောက်ရမလဲဆိုတော့အဲကျွန်တော်တို့ဒီနေလေးတင်ပြီးသားလူတွေအတွက်ကကြတော့ကျွန်တော်တို့ဒီနောက်ထပ်6လကို ်တန်ထပ်တိုးပေးပြီးတော့တခါဒီရားထဲမှာဗားတွေလောက်အောင်လဲဆိုတော့ online ကနေပြီးတော့ဝက်ပါမေးတောင်းတာမျိုးတွေပြီးတော့သွေးစစ်တာမျိုးတွေပကန်းစားခုံဝဲတာအာရှိပြီသားလူတွေကတော့ပကန်းစားခုံထဲဝင်ဖို့အတွက်ရဲ့ပြီးတော့ပကန်းစုခဖလို့ခေါ်တဲ့ကျမကြီးအာမကန်တွေကိုဝင်တဲ့လူတွေအတွက်ကကြတော့အဲ့ဒီအတွက်ကိုပေါ့နော်အားလုံးတွေကအစင်နဲ့လှုပ်ထားကြအောင်ဖြစ်ပါလိမ့်မယ်အဲ့တော့ဟိုဒီရားထဲမှာပေါ့နော်ဒါသူပြောတာကဒီရားထဲမှာဒီနောက်ထပ်6လထပ်ပြီးတော့တိုးမြင့်လိုက်တဲ့ရားထဲမှာပေါ့ဒါတွေအကုန်လုံးလောက်အောင်မှာဖြစ်တယ်ဒါပေမဲ့ အနောက်တာ6လရောတိုးမြင့်လိုက်ပြီလားမတိုးမြင့်ရသေးဘူး။ဘာတွေလုပ်ရမလဲသူတို့နေရာနေပြီးတော့ဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက်ကပိနဲ့အစည်းအဝေးထဲမှာတင်သွင်းပြီးတော့ကမှသူတို့ရဲ့ကြီးညာချက်ကထွက်လာမယ်။ကြီးညာချက်ထွက်လာပြီးတဲ့နောက်ပိုင်းမှာတခါပြည်ထရေးဝန်ကြီးဌာနရဲ့ကြီးညာချက်လှုပ်သမားဝန်ကြီးဌာနရဲ့ကြီးညာချက်ထွက်လာပြီဆိုလို့ရှိရင်ကဲဒါဆိုရင် website ကနေပြီးတော့အဲတင်လို့ရပြီလားသိသွားစစ်လို့ရပြီလားနော်အစိုးရတမထားတဲ့ဒီဝက်ပါမစ်တွေလောက်ဖို့အတွက်ကိုပေါ့နော်အဲကြာမကြီးအာမဂန်နေပကန်းစကောင်းနေဝင်ဖို့အတွက်ကိုကြာမကြီး အဲစာသိဖြစ်ပေါ့လှုပ်ဆောင်အောင်လှုပ်ငန်းစဉ်ပိုင်းတွေကိုဆက်လက်ပြီးတော့လှုပ်သွားကြရမှာဖြစ်ပါတယ်။အဲ့တော့ဘယ်နည်းနဲ့စတင်လှုပ်ရမလဲဆိုတာကတော့ကျွန်တော်တို့အချိန်နည်းနည်းလေးစောက်ပြီးပါလောလောဆယ်တော့အလုပ်သမားဝန်ကြီးဌာနနေပြီးတော့လည်းပဲခွေစားတွေထုတ်ပေးနိုင်ဖို့အတွက်လှုပ်ပေးနိုင်ဖို့အတွက်ကိုလည်းပဲသူတို့ကစီစဉ်ပြီးသားဖြစ်ပါတယ်။ပြီးတော့လည်းဝက်ပါမင်ကတော့နှစ်နှစ်ရကြမှာဖြစ်ပါတယ်။ဝက်ပါမင်နှစ်နှစ်ရကြမယ်အထဲမှာဆိုလို့ရှိရင်တချို့သောသူတွေကတကယ်လို့စာအုပ်တွေမှာတက်တန်းနေရှိနေသေးတယ်။ဘောနောစာအုပ်တက်တန်းရှိနေသေးတဲ့လူတွေအတွက်ကကြတော့အဲ့ဒီစာအုပ်တွေမှာတက်တန်းရှိသလောက်သူတို့ ထုပေးအောင်ပဲဒါပေမဲ့ဝတ်ပါမယ်နှစ်နှစ်ပေါ့နော်ဗီဇာကနှစ်နှစ်သူတို့ထုပေးတဲ့အထဲမှာကျွန်တော်တို့ကစာအုပ်ရဲ့တက်တန်ရှိသလောက်ပေါ့နော်သူတို့ကထုပေးသွားမယ်အနေဓာတ်ရှိသလိုဖြူသောသူတွေလည်းစာအုပ်လဲရမယ်စီစဉ်နေလည်းရှိကြပါပေါ့နော်ဒါ CI နဲ့ CI လဲတာမျိုးတွေအနေကနေအနေလဲတာမျိုးတွေ CI နဲ့ဘယ်အနေလဲတာမျိုးစသဖြင့်ပေါ့အဲ့ဒါလေးကဒါနောက်ထပ်လာမယ်လုပ်ငန်းစဉ် process ဖြစ်တယ်ပြောကျင်တာကကျွန်တော်တို့ဒီလှုပ်ရှင်ကလည်းတူတယ်နိမ့်လေးတွေကလည်းတင်ပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့အတွက်ကဘာမှပူစရာမရှိဘူး အလုတ်ကိုပုံမှန်လုတ်သွားလို့ရတယ်ဝါပါမဲမတင်ရသေးရင်လည်းဘာမှမဖြစ်ဘူးနော်အဲ့တော့ဒီ nail list တွေရဲ့တက်တန်းကုန်သွားတဲ့ passport စာအုပ်တွေရဲ့ဒီဝါပါမဲတွေရဲ့စာတိတက်တန်းကုန်တဲ့ဟာတွေကိုကင်ပြီးတော့ပဲနေတိုင်းအလုတ်လုတ်လို့ရတယ်နော်ကြံနဲ့ကျွန်တော်နေကြော်သွားလာတာမျိုးပါမျိုးတွေကြာတော့တာတကယ်တမ်းအနေနဲ့ကြာတော့တာသူတို့ကတော့စီစဉ်ထားတာရှိပြီပဲလေဒါပေမဲ့အမိတ်စာတွေကဌာနတစ်ခုချင်းစီကိုပေးပို့တာမျိုးတွေလည်းမရှိသေးတဲ့ခါကြတော့ဒါလေးတွေကလည်းကျွန်တော်တို့လက်ရှိအလုတ်သမားတွေကြုံတွေ့နေရတဲ့အခက်အခဲဖြစ်ပါတယ်။ဘာတွေလဲ ပတ်စမောစာအုပ်တက်ကန်ကုန်နေပြီဒီခါလေးကမတမာတဲ့ကျွန်တော်တို့အာနာပိုင်တွေကဖန်စီတဲ့ခါကျရင်တို့ကတက်ကန်ကုန်နေတဲ့ဟာကိုတို့ကမဆန်ညစ်မဲ့ဘာမညာမဲ့ဒါတချို့တချို့တော့မကောင်းတဲ့အာနာပိုင်တွေတွေ့တကယ်နားလေသဘောပေါက်တဲ့အာနာပိုင်တွေတွေ့တဲ့ခါကျတော့ okay ဒီကောနားလေတဲ့သဘောပေါက်တယ်ဩလက်ရှိအစိုးရကဒါဖြေလျှော့ထားပေးတယ်ဘာညာဘူးပါဆိုတော့လာလို့အဆင်ပြေသွားတာပေါ့အဲ့တော့ပြောချင်တာကောင်းတဲ့လူရောမကောင်းတဲ့လူရောအမျိုးမျိုးဒီပတ်ဝန်းကျင်ထဲမှာရှိနေကြတယ်เนาะအဲ့တော့ အာဒီကြားထဲမှာကျွန်တော်တို့အနေနဲ့ကတော့တက်ကန်တိုးချင်နေကြရတယ်ပေါ့နော်ဒါမှကျွန်တော်တို့လှုပ်လှုပ်လက်လက်သွားလာပြီးရတယ်ဆိုတဲ့အခါကျတော့ဒါပေမဲ့တို့ရဲ့အခက်အခဲကကြတော့ဗာလဲဆိုတော့ကျွန်တော်ထိုင်းနိုင်ငံမှာကျွန်တော်နှစ်နှစ်လေးနှစ်နေသွားပြီးလို့ရှိရင်လေးနှစ်ပြည့်သွားပြီးရင်ကျွန်တော်တို့ကမြန်မာပြည်ကိုပြန်ရတယ်ဒါကမ္ဘာဥပဒေတစ်ခုအရာပေါ့နော်ထိုင်းနိုင်ငံမှာ၅နှစ်ပြည့်အောင်နေသွားပြီးဆိုရင်နိုင်ငံသားတောင်းလို့ရတယ်ဆိုတော့ဥပဒေတွေကဒါကတို့မှရှိတဲ့အတွက်ကြောင့်ဒါဥပဒေတွေပြန်လည်ရေးဆွဲဖို့အတွက်ပေါ့ ော့ပြန်လဲစီစဉ်ဖို့တွက်ပြီးတော့နောက်ထပ်ကြင်ညာချက်တွေထပ်ထွက်လာဖို့အတွက်ကိုသူတို့တွေအမျိုးမျိုးပြင်ဆင်ရတာပေါ့နော်ဟိုဥပဒေနဲ့ညှိနေတဲ့ဟာတွေကိုပြန်ဖြေရတာမျိုးတွေပြန်လုပ်ရတာမျိုးတွေပေါ့ဒါတွေကိုတော့စိတ်မဝင်စားပါနဲ့ကျွန်တော်စိတ်ဝင်စားစရာကောင်းတာကတော့ကျွန်တော်တို့တွေအခုတော့လောဆယ်တော့ရှစ်လပိုင်းကြီးကိုအလုံးလုံးလို့ရနေတယ်အနေလေးတွေခိုင်ပြီးတော့လုံးလုံးလို့ရနေတယ်ဆိုရင်ဒီအတိုင်းကိုပဲစိတ်အေးနဲ့လှုပ်သွားလို့ရတယ်ဒါပေမဲ့ဒီကြားထဲမှာနောက်ဘိုက်ကျက် online ပတ်သက်ပြီးတော့အလုပ်ပြောင်းလာရွှေ့တာကိုလည်းကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပေးမယ်ဘယ်လိုပြောင်းရလဲဘယ်လိုလှုပ်ရလဲဆိုတော့ကျွန်တော်ဆက်လက်ရှင်းပြပေးတော့မှာဖြစ်ပါတယ် ဒီတော့ကျွန်တော်တို့တွေနောက်ထပ်6လသက်တမ်းထပ်တိုးမြှင့်ဖို့အတွက်ကိုလည်းပဲသူကဝန်ကြီးများစီဝေးထုတ်ပြန်ချက်ကိုကျွန်တော်တို့ကစောင့်ရမယ်အစိုးတင်သွင်းရမယ်ပြီးရဲ့ကက်ဘိနက်စီဝေးနေထုတ်ပြန်ချက်တွေထွက်လာမှာအလုပ်သမားဝန်ကြီးဌာနရဲ့ကြေညာချက်ပြည်ထောင်ဝန်ကြီးဌာနကြေညာချက်တွေထွက်လာမှာဒါရင်ကျွန်တော်တို့ကနေပြောတစ်ခါပြန်လဲပြီးတော့အာကျွန်တော်တို့သက်တမ်းတိုးပိုင်းဆိုင်ရမှာပေါ့နော်ဟုတ်ကဲ့ဗီဇာတွေရရှိနိုင်ရေးအတွက်ဘဝပါမေတီအွန်လိုင်းနဲ့တင်ဖို့အတွက်ဂျာမန်ရေးစစ်ဆေးဖို့ဘာညာဘုရားလှုပ်ဆောင်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ကစောင့်ဆိုင်းကြရမှာဖြစ်ပါတယ် ကဲဒါဆိုရင်ဒါဆိုရင်ကျွန်တော်တို့ဒီလောလောဆယ်ဆယ်ပေါ့နော်နေလေးတင်လိုက်ပြီးသားလို့အလုတ်ရှင်မှန်မှန်ကန်ကန်နဲ့လုပ်နေလေးတွေ့တော့ကတော့ဘာမှပူဇာမရှိတော့ဘူးဒါနောက်ထပ်အချိန်ကိုလည်းထပ်တိုးမြှင့်ပြလိုက်တယ်စားဖို့လဲဖို့အချိန်တွေတွေးစစ်မဲ့အချိန်တွေဘာညာခွက်ကလုပ်မဲ့အချိန်တွေထပ်မှပြီးတော့တိုးမြှင့်လိုက်တယ်ဆိုတဲ့သဘောပဲဖြစ်တယ်ဒါကသတင်းကောင်းဒါမဲ့တချို့သောပွဲစားတွေကတော့သူတို့တွေအများကြီးနေလုတ်ချင်တယ်လေသူတို့ကအသက်တန်တိုးပေးမှမဆိုင်ရမယ်တချို့တွေကဒါတွေလုံးမရမယ်ဆိုတော့ဒါတွေကဒီတိုင်းပဲနောက်တာ6လထပ်ဖြေလျှော့လိုက်တဲ့အခါကျတော့သူတို့အချိန်နဲ့အများကြီးဖြစ်သွား ။ဘာကြောင့်ချိန်တော့ဒါ6လထပ်ပြီးတော့တွန်းပြရတဲ့အကြောင်းကြီးကကြာအခုက9လပိုင်းရောက်နေပြီ9လပိုင်းဆိုတော့9လအတွင်းမှာလူတစ်သန်းနဲ့8သိန်းရှိတဲ့လူတွေကိုဘလို့နီးနေမှာလှုပ်လို့မှီမှာမဟုတ်ဟုတ်လားတက်တန်တိုးတဲ့အသွေးစစ်တာတွေဘာတွေညာတဲ့ online ပေါ်ကနေပြီးတော့တင်တာတွေ website နဲ့တင်တာဘာညာကလောက်တာကြီးကမှီမှာမဟုတ်အဲ့အတွက်ကြောင့်သူတို့ကအေးအေးဆေးဆေးလှုပ်လို့ရအောင်အချိန်လေးရအောင်ဆိုပြီးတော့တခါသူတို့ကထပ်မှပြီးတော့နောက်ထပ်6လကိုတက်တန်ထပ်တိုးပြီးတော့ကိုစူးစမ်းနေတာပဲဖြစ်ပါ เนาะอ่านอกถ้าอ่าดาริวะကျွန်တော်တို့အတွက်ကစိတ်အေးရအောင်အားလုံးအဆင်ပြေအောင်ဝတ်ပါမယ်နည်းနည်းအောင်စားဦးလဲလဲပြဿနာမရှိအောင်အလုပ်ရှင်နဲ့အလုပ်တို့မှာမမှန်ကန်ကန်နဲ့လုပ်ရအောင်ပေါ့เนาะဒါကတို့တို့လှုပ်ထားပြီးတဲ့စီစဉ်လာတဲ့စီစဉ်လာတဲ့အပိုင်းလက်ရှိအနေခြေနေတွေပဲဖြစ်ပါတယ်ကဲဒါကတော့ပထမပိုင်းโอเคပြီးပြီเนาะတက်တန်တိုးတာလဲပြောတဲ့အဲတက်တန်တိုးတဲ့အဖွဲ့ကြီးနောက်တစ်ခုကြံသေးတာဒီနောက်ဆက်တွဲပြဿနာကဝတ်ပါမယ်အဲအဲကျွန်တော်ဒီအလုတ်ရှင်အနေနဲ့ထွက်တာပြီးဆိုရင်တော့အလုတ်ရှင်အစ်စ်နဲ့ပြန်ပြီးတော့ကြံခောက်လို့မရတဲ့ပြဿနာကဘာလဲဆိုတော့ သူတို့တွေတွေကအလုပ်ရှင်အဟောင်းကနေပြီးတော့ကျင်းအကျင်းအော်ဒါတွေမလုပ်ထားဘူးသူအလုပ်သမားကိုမယူတော့ဘူးဆိုတော့အချက်လက်တွေတွေလည်းပါမရှိလာခဲ့တဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်တို့ကကျင်းခေါင်လုပ်ဖို့အတွက်ပြဿနာတွေကတက်နေကြတယ်ဒီမှာစာရွက်လေးကျွန်တော်ပြပေးမယ်နော်သူတို့တွေကနေပြီးတော့ကျင်းအော်ကနေပြီးတော့တခါမလို့လောက်ရမလဲဆိုတာကိုဒီမှာပုံစံလေးနဲ့ကျွန်တော်ပြပေးမယ်အဲ့ဒီမှာကြည့်ကျွန်တော်ချဲထုတ်ပေးမယ်ဒီမှာကြည့်ဒီမှာစာရွက်ထဲမှာကြည့်ဒီမှာကနော်ဒီမှာကြည့်ဒါတွေဟာတဲ့ဒီမှာကြည့်ဘာနေဘယ်ရက်လဲဆိုတာကြာဟန်ငါကျုံးမှာသွားပြီးတော့ဒါ หาตัวมีเช่าหลาทีเนี่ยปงดะเนี่ยมาในงานถ้าพัสดุนำบัตรรเล่าเนาะตู้เย่หุ่นเนี่ยบรรเล่าแต่ลูกชิ้นเขาเนี่ยนบัตรดีเนาะแต่เองเล็กซามีมาซาซาตะเพียบบอดาที่เอามาส่วนที่ต้องบุหรี่ชีที่มาสร้างนองบัญชีรายชื่อความต้องการจ้างแรงงานทางด้านออกจากในจ้างเดิมเนาะดังนั้จะเนาะลูกชิ้นเขาเนี่ยทั่วหลายบีสุดสายยั่วบุได้ลุยเนี่ยแตมันเนี่ยกระจายเอกสารหรือหลักฐานแสดงไว้ ให้ว่านายจ้างรายเดิมไม่ประสงค์จ้างคนทางนอกทำงานต่อไป ဲ့တော့အလုတ်ရှင်ဟောင်းကနေပြီးတော့အလုတ်သမားတွေကိုမလိုအပ်တော့ဘူးဆိုတဲ့အကြောင်းဆိုတဲ့ဆာရွက်ဆာတန်းလေးကိုလိုအပ်တယ်ဆိုတော့ကျဲအောင်ပဲဆိုကြပါစို့။နော်ဒါမှမဟုတ်အလုတ်ရှင်ကနေပြီးတော့တကယ်ပဲမယူတော့ဘူးဆိုလို့ရှိရင်လည်းပဲဒါကကျွန်တော်တို့ကြက်ဟန်ငါကျုံးမှာသွားပြီးတော့ဘာလုပ်ရမလဲ။အလုတ်ရှင်အစ်စ်ကိုခေါ်ပြီးတော့ဘာလုပ်ရမလဲဆိုတော့ဒီရှောက်လွှာလေးကိုတင်ကြရမှာဖြစ်ပါတယ်။အခုကျွန်တော်ပြထားတဲ့ဒီဒီဒီရှောက်လွှာလေးကိုကျွန်တော်တို့သွားပြီးတော့ဘယ်မှာသွားတင်ရမလဲဆိုတော့ကျွန်တော်တို့ဒီအဲကြက်ဟန်ငါကျုံးမှာသွားတင်ကြရမှာဖြစ်ပါတယ်။အဲဒီဒီစာရွက်လေးဒီစာရွက် နော်ဒါကဘိုက်ကျင်းအောင်ကျင်းခေါက်လုတ်တဲ့စာရွက်ပဲဖြစ်ပါတယ်နော်ကျင်းခေါက်ကျင်းအောင်လုတ်တဲ့စာရွက်ပဲဖြစ်တယ်ဘလို့လုတ်ရလဲဆိုတော့အလုရှင်ဟောင်းကနေပြီးတော့ထွက်လာပြီးအလုရှင်ဟောင်းကနေပြီးတော့ကျင်းအောင်ထုတ်ပြလိုက်ပြီးဆိုကြပါစို့အဲဒါဆိုအလုရှင်အသက်ကိုခေါ်ပြီးတော့ကြက်ထန်ကရုံးသွားပြီးရှောက်လွှာသွားတင်တယ်သွားတင်ပြီးတော့ကျွန်တော်တို့အလုရှင်အသက်နဲ့ဒီလိုလုတ်ချင်တယ်ဆိုအလုရှင်တွေရောက်သွားတဲ့အခါကျရင်အလုရှင်အသက်မှာပဲဆက်လက်ပြီးတော့တက်တန်တိုးတဲ့ကိစ္စတွေဆက်ပြီးတော့လုတ်သွားလို့ရတယ်ဆိုတာကိုလည်းပဲဒါကအာပြညာချက်တွေနဲ့ဒီပုံစံလေးနေနဲ့ဒါဒါโอเค ถ้าเราทาไล่บาเราถ้าอาจจะเราเช่นออกเช่นเขาเล่ามาใส่ยาปงสารพิษเนาะเราตะกู้ก็บลูเล่าว่าเมสุดาอุเลยไปทีมาทำมาบีรอเล่าทาสารีเดี่ทุกทาอะไรสิเดยที่มาตุลาเออที่มาบลูยีท่าได้จีแหลยนัำมาติดแด่ในจ้างลายใหม่คนต่างด้าวเขียนคำร้อง พร้อมเอกสารยื่นหลักฐานที่แสดงแสดงได้ว่าในจ้างหลายเดิมไม่ประสงค์จ้างคนทางเล่าทำงานต่อไป ยื่น ต่อสำนักงานจัดหางานจังหวัดหรือสำนักงานจัดหางานกรุงเทพมหานครพื้นที่หนึ่งถึงสิบธนบัตรเด็กแล้วเชียร์ฮอันนี้พี่เนาะแล้วว่าแล้วมลุกเอ่อมลุกอันดับอูสุเดจอวเนาะอ่าอูสุดอวัวแล้วเชียงเด็กอูคอวิดอดาจัดหางานยุ่งมาชอบวัดเนี่ยจอมพียบัติแล้วพันเนี่ยกรจัะสำนักงานจัดหางานจังหวัดสำนักงานจัดหางานกรุงเทพมหาพื้นที่หนึ่งถึงสิบปรับปรุงข้อมูลบัญชีรายชื่อความต้องการจ้างแรงงานต่างด้าวผ่านระบบเนาะไอวายเว็บแอนด์เพิ่มบัญชีรายชื่อและชื่อ ออชื่อความต้องการจ้างแรงงานต่างด้าวผ่านการปรับปรุงให้ในจ้างหลายใหม่สำหรับแนวทางปรับปรุงข้อมูลบัญชีรายชื่อผ่านระบบไวเว็บจะแจ้งได้ทราบอีกครั้งนายจ้างหลายใหม่ ดําเนินการตามแนวทางที่ กําหนดในมติคณะรัฐมนตรีโซโลรักอันั้นเราเซเลบิโรตดานดูเรปงซาลิวดาชิมพิยาทาไรไปนิเวศพิบา ကဲပြောချင်တာကကျွန်တော်တို့အလုပ်ရှင်အဟောင်းနေပြီအလုပ်ရှင်အသက်ကိုပြောင်းတဲ့အခါမှာပြောင်းလို့ရသလားဆိုရင်ပြောင်းလို့ရတဲ့လမ်းကြောင်းတွေကရှိတယ်။ဒါပေမဲ့လို့ဘာဒီဖြစ်သွားတယ်လို့ဆိုတော့အလုပ်ရှင်အဟောင်းကနေပြီးတော့လဲထွက်ခွင့်မပေးသေးဘူး။ဒါပေမဲ့အလုပ်ရှင်အမားတွေကအလုပ်ရှင်အသင်းနဲ့သွားပြီးကြက်ခောက်သွားလုပ်တဲ့အခါကျရင်အလုပ်ရှင်အဟောင်းကမထွက်ပေးသေးတဲ့အခါကျတော့ဒီမှာအချက်လက်တွေကဘလို့မှမလုပ်လို့မရအောင်။နော်အဲ့ဒါမျိုးတွေပြဿနာတွေဖြစ်နေတဲ့အတွက်ကြောင့်တချို့တော့သူကကြက်ခောက်လို့ရတယ်တချို့တော့လူကကြက်ခောက်လို့မရအောင်ဆိုတာကြက်ခောက်လို့ရတယ်ဆိုတဲ့လူကကျတော့အလုပ်ရှင်နေပြီးတော့အလုပ်သူ့ကိုမယူတော့ဘူးအလုပ်ကနေထုတ်လိုက်ပြီးဆိုတဲ့စာရွက်စာတမ်း နော်ကြည့် online နဲ့ဆိုင်ရွက်ဆိုင်ရွက်စသဖြင့်ပေါ့အဲ့ဒါလေးတွေယူပြီးတော့မှအလုပ်ရှင်အစ်စ်ကိုခေါ်ပြီးတော့ဂျဟန်ရုံးမှသွားပြီးရှောက်ထွားတင်ရမယ်ဖိုင်းနေပဲဖြစ်ပါတယ်ဟဲ့တော့ဒါကတော့အလုပ်လုပ်ငန်းစဉ်တိုင်းမှာတော့ပြဿနာကတော့ရှိကြတာပဲဟာကွက်တွေတွေလည်းရှိကြပါတယ်အားနေချက်တွေလည်းရှိကြတာပဲဟဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့မျိုးတည်နေတဲ့ဒါကကျွန်တော်တို့ကောင်းကျိုးဆိုးကျိုးပေါ့ဗျာနော်အနည်းဆုံးကတော့ကျွန်တော်တို့ဒီနောက်ထပ်6လပြဿနာထပ်တူပေးလိုက်တယ်ထပ်ပြီးတော့ဖေးလျှော့ပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့မှလုပ်စရာအများကြီးချိန်နေရတာလေပတ်စံစိုးဖို့ချိန်ပတ်စံရှာဖို့ချိန်နေအများကြီးရလာကြတာ ခဲ့ဒါဒါကြောင့်မို့ဒါလည်းတရင်ကောင်းတစ်ခုလည်းပြောလို့ရတယ်။ပပမဲနဲ့မလုပ်သေးဘဲနဲ့ဆာရွက်တတ်ကုန်ရတာဒီနေလိနဲ့ကပ်ပြီးအလုံးလုံးလို့ရတယ်။ဒီတော့နောက်ထပ်ကိုလည်းနောက်ထပ်6လတက်တန်ထပ်ပို့ဖို့ရှိတယ်ဆိုတာကိုလည်းပြောရင်းပေါ့နော်။ဒါတော့ဘီယိုကရှေ့ရင်မကြိုက်ဘူးဆိုတဲ့ဘက်ကြောင့်ဒီတော့ဘီယိုအစားနဲ့ဆုံးနေကြည့်ပြီးပါကြည့်ပြီးလို့ရှိရင်ပြန်လည်းမျှဝေပေးပါ။ဒါမှမသိတဲ့လူတွေကနားလည်းတော့ပေါက်ပါကြမှာဖြစ်ပါတယ်။ နောက်တစ်ခုကျွန်တော်မှုပိုင်းဆိုင်ရာပါမလို့အမှုတွေနဲ့ပတ်သက်ပြီးတော့တော်လည်းကောင်းကျွန်တော်ဗာအမှုတွေပဲပြပြပေါ့တကယ်တော့တာပဲဆွေးနွေးခြင်းလေဆိုတော့ကျွန်တော်ဖုန်းတော့ဗာ3694 3နဲ့5 5ကိုအနေနဲ့၈နိုင်နေစားပြီးတော့ညနေ9နိုင်နေဆက်ပြီးတော့မေးမြန်းအကြံယူနိုင်ပါတယ်ခင်ဗျအားလုံးကကောင်းကြပါသည်စေချမ်းသာခြင်းကိုရဲ့ကျမ်းမာခြင်းကိုလည်းရနိုင်ကြပါသည်လို့ဆုမွန်တော့ကောင်းလေးတောင်းရင်ဒီဗီဒီယိုဖိုင်လေးကိုဒီလောက်နေပဲကျွန်တော်ကိုဂျန်နာကွေပြုပါဦးအားလုံးမင်္ဂလာပါ